အပင်းနေထိုင်နေ Samsung ညီ display ဝယ်နေရပါအပင်းနေထိုင်နေ Samsung ညီ display ခိုးဝယ်နေရရိုင်းပြောတာမဟုတ်ဒီဘဲကြီးပြောတာဟာဒီကြောင်းဆက်ပြီးပြောပြမယ် right ပါ let's talk about tech အပဲခုသွားနေတဲ့ပုံစံအကြတော့အရင်ဦးဆုံးဖြစ်ဖို့ဆိုတာကိုအကောင်းဆုံးဖြစ်ဖို့ research တွေလုပ် testing တွေလုပ်ပြီးတကယ်သေးကြပြီဆိုမှပဲချပြကြရများတယ် ပြီးတော့မြင်တော့ပြောရင်ကွာ iPhone အခုတို့နောက်ဆုံးထပ်ထားတဲ့ iPhone A ဆိုလို့ရှိရင်အရန်ပါတယ်ပါတယ်ဆိုရင်ပဲ jewelry ဖြစ်ဖို့အတွက်ကိုဒီမဲ့ဒီ titanium လို ceramic sheet လို့မျိုးကုန်တင်နေသုံးတာအောင်လဲအားလုံးသိကြပါပဲအဲပြီးတော့နောက်ထပ်သိထားတဲ့ rumors ကိုလည်းရှိသေးတယ်အဲ့ဒါကြတော့ဒီ Apple ဘက်ကနေ forever trend ဘက်ကို join မို့ Samsung ကနေ display ဝင်နေရေဆိုတာကိုထပ်ပြီးတော့ကြားထားသေးတယ်တကယ်တော့ဒီသတင်းကအမှန်ဆိုလို့ရှိရင် forever market ကဘယ်လိုချင်းနေပြောင်းသွားနိုင်လဲ ပြီးတော့ဘလို challenge တွေနဲ့ကြုံလာနိုင်လဲဆိုတာကိုတော့ဆက်ပြီးတော့မှပြပြပေးမယ် အခုနောက်ပိုင်းလာတဲ့ဖုန်းတွေတော်တော်များများမှာ IP radio တွေကပါလာပြီအနိုင်ဆုံးဖြစ်တဲ့ဒီ entry level မှာတော့မှ IP 54လောက်ကတော့ပါတယ်ကွာအဲ့လိုပဲဒီ Fourier ဖုန်းတွေမှာဆိုလည်းတကယ်အရေးကြီးဆုံးက IP radio ပဲ IP radio ဆိုတာကတော့ International Electrotechnical Commission လို့ခေါ်တဲ့ IEC ကနေသတ်မှတ်ပေးထားတဲ့ ingress protection ရအတူအောက်ကိုပြောတာသူ့ကိုကြတော့ဘယ်လိုမျိုးသတ်မှတ်လဲဆိုတော့ဒီကဏ္ဍနှလုံးနဲ့တိုင်းတာပေးရပေါ့နော်ရှေ့ကဏ္ဍကကြတော့ဖုန်းတန်းတွေတဲတန်းတွေလိုမျိုး solid object တွေတန်းခံနိုင်မှုကိုပြပေးရသူက0အနေစစ်ထိအစင်းချောင်းစင်းရှိရအဲ့လိုပဲနော် ောက်ကနန်းကကြတော့ဒီပေါ့နော်ရေလိုမျိုးအရေတမျိုးမျိုး liquid တန်ခံနိုင်မှုကိုပြပေးရ။သူကကြတော့0ကနေ90အဆင့်90ရှိရဲ့။အအဆင့်90ရှိရဲ့ဆိုတော့တကယ်တကယ်ကတော့ကနန်းများလေပို့ပြီးတော့တန်ခံနိုင်မှုအင်အားပို့များလေ။အဲခေါင်းဖုံးนี่တော်တော်များများကြောက်ကြတာကြတော့အနောက်မှာရှိတဲ့ဒီရေတံပေါ့နော် liquid တန်ခံနိုင်မှုဆိုတာတက်အရှိမရှိရဲ့ကနန်းဖြစ်တဲ့ solid ကိုပဲပို့ပြီးတော့ကြောက်ကြတာ။အားလို့လေဆိုတော့ဖုန်းကိုခောက်ထားတဲ့အနေအထားမျိုးမှာဆိုရင် မှန်နေမှာပဲဖြစ်ဖြစ်အလိုမမဟုတ်ဘဲနဲ့ hints ကြားထဲမှာပဲဖြစ်ဖြစ်ဖုန်နေသေးတွေဝင်သွားပြီဆိုရင်ပြဿနာတစ်ခုမဟုတ်တစ်ခုဖြစ်နိုင်တယ်။ဘာလို့လဲဆိုတော့ဖုန်းကိုခောက်ထားတဲ့အချိန်မှာ hints ကြားထဲတို့ဒီမှန်ကြားထဲမှာဆိုရင်ဖုန်နေသေးတွေဝင်သွားရင်ပြဿနာဖြစ်နိုင်တယ်ကွာ။နောက်တစ်ခုတော်တော်များတီးကြတဲ့ foreign phone တွေမှာဆိုလုံးဝဆရာကြီးဖြစ်တဲ့ Samsung ရဲ့ Z Fold 7ဆိုရင်တော့မှသူ့ရဲ့ IP rating က480ပဲပါတာ။ ဒီနေရာမှာကျတော့ဖေဇာပိုပြီးတော့မိုက်တယ်လို့ပြောလို့ရတယ်။အခုနောက်ဆုံးသူတို့လက်ရှိထွက်ထားတဲ့ Pezel Tambro Folk ဆိုလို့ရှိရင်သူ့ရဲ့ IP rating က6.8ထိအောင်ပါတယ်။ဟိုပြောချင်တာကွာအခုလက်ရှိ Foreign Phone နေနဲ့ရှင်လိုက်မယ်ဆိုရင် IP rating အမြင့်ဆုံးနဲ့ထွက်လာတဲ့ဖုန်းဆိုပြီးတော့မှ Samsung တက်ခြေပြသွားပါ။အဲ့တော့ စဉ်းစားရမှာတခုက Apple အနေနဲ့ကလည်း Fourier Phone ထွက်လာပြီဆိုလို့ရှိရင်ဘယ်လိုအနေထားရှိမလဲပြီးတော့ Samsung စီကနေလည်း display ယူသုံးထားတာဆိုတော့အဲဘယ်လိုပုံစံမျိုးနဲ့ရောက်လာအောင်မလဲဆိုတော့မပြောတတ်ဘူးပေါ့နော်နောက်ထပ်တွေ့ထားတဲ့သတင်းတခုလည်းရှိသေးတယ် Apple Supply Chain Network နဲ့အနေနည်းရဲ့ analyst တယောက်ပြောထားတာက Apple ဘက်ကနေ hints ထုတ်လုပ်တဲ့အပိုင်းမှာပို့ပြီးတော့တတ်တာရင်းနေလည်းတွေ့ထားတယ်ဆိုပြီးတော့လည်းပြောထားတယ်ပြီးတော့အခုလက်ရှိဈေးကွက်ထဲမှာရှိနေတဲ့ hints ထုတ်လုပ်မှုထက်ကို80ဒေါ်လာ70ဒေါ်လာလောက်ပို့ပြီးတော့လည်းတတ်တာမယ်လို့လည်းပြောတယ်ပြီးတော့ ီ hints ကိုကြတော့ liquid matter hints ဆိုပြီးတော့မှဒီ apple ဘက်ကနာမည်ခေါ်နေရလဲတွေ့ရတယ်ဒီကောင်ကကြတော့ titanium နဲ့ရှင်ပေဆိုရင်နှစ်ဆခွဲလောက်ကတော့ပိုပြီးတော့ strong ဖြစ်တယ်အဲ့တော့ hints ကဘယ်လိုလုပ်တာလဲဆိုတော့ဒီမှန်နှစ်ခုကြားမှာဖြန့်နိုင်ခေါက်နိုင်အောင်လို့ဂျားထဲမှာအလုပ်လုပ်ပေးရဲ့ပတားအစိပ်ပိုင်းပုံစံမျိုးပြောချင်တာအဲ့တော့ဒီလို hinge design တွေတုံးလာပြီဆိုလို့ရှိရင်တော့ဒီမှန်ခောက်ရတဲ့အရင်မထင်တော့ဘူးပြီးတော့ခောက်ထားတဲ့အချိန်မှာဆိုလို့ရှိရင်လည်း9 to 9.5 mm လောက်ပဲရှိရမယ် အဲနောက်ထပ်တစ်ခုက app ကပြောထားထက်ရှိသေးရဒီ install လုပ်တဲ့အပိုင်းမှာ65%လောက်က false ကုန်းလို့ပြီးရှီဆူရှင်တို့လိုမျိုး Chinese company တွေကနေပြီးတော့ joint venture လို့ပုံစံမျိုးတောင်းယူပြီးတော့ထုတ်လုပ်ပေးမယ်။ channel 35%ကိုကြတော့ FNO လို့ခေါ်တဲ့ဒီ American company ကနေတောင်းယူပြီးတော့ထုတ်ပေးထားပါအခုလာမယ်2029မှာထက်ကြတာတခုအကြတော့ his ဒီ supply chain network တွေဟိုပေါ့နော်ဒီ let share ic လို့ခေါ်တဲ့ chinese company တွေပါထက်ပြီးတော့မှာ ဝင်လာဖို့ရှိတယ်လဲကြားထားတယ်ဆိုတော့အခုပြောထားတဲ့အတိုင်းပဲ hinge ထုတ်လုပ်တဲ့အပိုင်းမှာ weight တွေအများကြီး short ထားတာဆိုတော့ဒီတခြားထုတ်လုပ်မှုပိုင်းကိုပဲ budget ပို့ပြီးသုံးပြီးမှလာအဲ့လိုမှမဝင်နဲ့အခုလက်ရှိရှိနေရဲပေါ့နော်ခောက်ဖုံးနေတဲ့ပို့ပြီးတော့မှဈေးသက်တောင်အပေးက short ထားပေးမလားဆိုတော့မသိသေးဘူးဆိုတော့နောက်ထပ်သိတဲ့ display ပိုင်းကိုပြောပြမယ် display ကကြတော့ဒီ Samsung ရဲ့ဒီ Forever OLED panel ကိုသုံးထားတယ်ခောက်ထားတဲ့အချိန်မှာကြတော့ screen size က5.5 inch ပြန့်ထားတဲ့အချိန်ဒီအတွင်းပိုင်းမှာကကြတော့ screen size က7.8 inch ချက် နောက်ပြီးတော့ selfie camera ကကြတော့ ana display design ကိုသုံးမိထားတယ်။ face id ကတော့မရဘူး fingerprint သုံးချင်နေဆိုရင်ဖုန်းရဲ့ဘေးပေါက်ပေါ်မှာထည့်ပေးထားတယ်ဆိုပြီးတော့ပြောနေရရောကြားရတယ်။အခုလက်ရှိမှာတော့ဒီ iPhone 4ပဲနမူနာ prototype တွေကို engineering verification test လို့ခေါ်တဲ့ EVD fake ဆန်းသက်နေတဲ့အစိမ်းရောက်နေပြီလို့တော့ပြောထားတယ်။ တို့ခံမှန်းထားကြတော့ဒီနှစ်ကုန်ပိုင်းလောက်မှာ testing လုပ်တာပြီးမယ်လို့တော့ပြောထားတယ်ပေါ့နော်တကယ်တော့တို့ခံမှန်းထားတဲ့ plan တိုင်းတာပြီးမယ်ဆိုလို့ရှင်လာမယ့်2016 September event မှာ Apple ရဲ့ Fourier phone တွေကိုမိတ်ဆက်လာနိုင်တာဆိုတော့အရင်ကြာပြီးတော့စောင့်စရာမလိုတော့ဒါလည်း Riot တိတော့ news တွေကနေပြန်ပြီးတော့တိတော့ပြန်ပြောပြရပါအဲ့တော့အခုကြည့်နေတဲ့ three နဲ့မှာလည်းဒီ Fourier phone နဲ့ပတ်သက်ပြီးတော့မဘလို့မြင်လဲတကယ်ထွက်လာလို့ရှင်ရောဘလို့မျိုးတွေကြုံရနိုင်လဲဆိုတာကိုခုံးမှာပြောသားပြပါ Riot ပါနောက်တဲ့စိတ်ဝင်စားအောင်တဲ့ video နဲ့တူ see you in next video